မင်္ဂလာပါရှင်ရှင်းနေရန်ကုန်မြို့တုံးတဲ့ဆောင်ကနေတင်ဆက်ပေးမှာကတော့မြမနစ်ဆန်းတရက်နေ့ရှီရကုံစေတော်တွင်ဖျားဘူးကုသိုလ်ပြုသူများပြားတဲ့တွင်ဖြစ်ပါတယ်မြမနစ်ဆန်းတရက်နေ့ဧပြီ18ရက်နေ့နပိုင်းကရှီရကုံစေတော်တွင်ဖျားဘူးကုသိုလ်ပြုသူများပြားခဲ့ကြောင်းသိရပါတယ်ဖျားဘူးလာကုသိုလ်ပြုသူများဟာပန်းရည်ချမ်းစင်မီများကတ်လူပူဇော်ခြင်းရေသက်ပေခြင်းဝိပုစုတောင်းခြင်းနဲ့စရုတီတာလှူဒန်းခြင်းတို့ဖြင့်ကုသိုလ်ပြုခဲ့ကြကြောင်းသိရှိရပါတယ်ရှင် ဆက်လက်တင်ဆက်ပေးမှာကတော့နှစ်သစ်တွင်နိုင်ငံတော်ကဆက်လက်လျှောက်လှမ်းပြီးပါတီစုံဒီမိုကရေစီဖော်ဆောင်မှုမှာနိုင်ငံသူနိုင်ငံသားအလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နာစကတိုက်တွန်းနေတဲ့တွင်ဖြစ်ပါတယ်။ နှစ်သစ်တွင်နိုင်ငံတော်ကဆက်လက်လျှောက်လှမ်းမယ်ပါတီစုံဒီမိုကရေစီဖော်ဆောင်မှုမှာနိုင်ငံသူနိုင်ငံသားအလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နာစကားဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကဧပြီ18ရက်မြန်မာနှစ်သစ်ကူနှစ်စန်းတရနေ့တွင်နှစ်သစ်ကူနှုတ်ခွန်းဆက်စကားပြောကြရာမှာထည့်သွင်းပြောကြားကြောင်းသိရပါသည် နှစ်ဟောင်းမှာကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့ဘေးဒုက္ခတွေအခက်အခဲတွေစိန်ခေါ်မှုတွေကနေအားနည်းချက်တွေကိုသင်ခန်းစာယူဖော်ထုတ်ပြီးနှစ်သစ်မှာအတွေ့အထိအမြင်တင်နေနိုင်ငံတော်ကဆက်လက်ရှောင်လန်းမဲ့ပါတီစုံဒီမိုကရေစီဖော်ဆောင်မှုမှာနိုင်ငံသူနိုင်ငံသားများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါတိုက်တွန်းလိုပါတယ်လို့နာဆကဥက္ကဋ္ဌကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။